ားလုံးပဲမင်္ဂလာပါကျွန်တော်ဒေါက်တာဖုန်းစစ်သူလည်းပါမိသားစုကျန်းမာရေးဆောင်ရှောက်မှုနဲ့ထရေယောဂကုဆရာဝန်ဖြစ်ပါတယ်ဒီနေ့ကြားရတဲ့ကမ္ဘာလေးဖြတ်ယောဂနေ့အထိမ့်မှန်နေနဲ့လေးဖြတ်ယောဂနဲ့ပတ်သက်တဲ့အကြောင်းနဲ့ကျွန်တော်ဆောင်ရွက်ဆောင်ရွက်နေကိုဆွေးနွေးသွားမှာဖြစ်ပါတယ် ဖြတ်ယောဂါဆိုတာကိုကျွန်တော်တို့ကဒီ save rovascular accident လို့ခေါ်တယ်ပေါ့နော်အဲ့တော့ကြတော့ကျွန်တော်တို့ဒီအုံနောက်နဲ့ဆိုင်နဲ့ကျွန်တော်တွေးကြောပြဿနာတွေပေါ့နော်အဲ့တော့ကြတော့ပြောရလို့ရှိရင်ကျွန်တော်တို့က accident လို့ပြောတဲ့အတွက်ကြောင့်မလို့ရုပ်တရက်ဖြစ်လာတဲ့ NDA တွေပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကချူတင်ပန်းလို့တော့မရဘူးပေါ့အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီကျွန်တော်မြန်မာတွေစိတ်ပူကြတာပေါ့နော်အဲ့လိုလေးဖြတ်ခြင်းတလို့ဖြစ်တယ်လို့ဘာလို့အဲထုံနာခြင်းတာတွေကိုလေးဖြတ်တယ်လို့စိတ်ပူတယ်ပေါ့နော်တကယ်တမ်းတော့လေးဖြတ်တယ်ဆိုတာ accident ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဖြတ်ချင်တယ်လို့လို့ဖြစ်တယ်ဆိုတာမျိုးမရှိဘဲနဲ့အဲ့လိုဒီသွေးကြောပြဿနာပေါ့နော်သွေးကြောပေါက်သွားတာဖြစ်ဖြစ်သွေးကြောပိတ်သွားတာဖြစ်ဖြစ်အဲ့လိုဆိုလို့ရှိရင်ကျွန်တော်တို့ရုတ်တရက်ကိုလေဖြတ်သွားတယ်လေဖြန်းသွားတယ်ဆိုတာမျိုးပဲဖြစ်သွားတာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ကတော့ဒီလေဖြတ်ရောဂါလက္ခဏာတွေဖြစ်လာပြီဆိုလို့ရှိရင်ဈေးရုံချက်ချင်းပဲပေါ့နော်အချိန်မစွဲဘဲနဲ့ချက်ချင်းသွားရတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့ကဒီ ဒီအတိုးကောက်လေးကျွန်တော်လောက်ထားတာပေါ့နော်။ဘာလဲဆိုတော့ကျွန်တော် fast ပေါ့ FAST အမြန်ဆုံးသွားရမှာပေါ့။အဲ့တော့ဘယ်လိုလက္ခဏာတွေပေါ်လာရင်သွားရမလဲဆိုတော့ကျွန်တော်သူ့ရဲ့အဲဒီအတိုးကောက်မှာဟိုပါတယ်ပေါ့နော်။ F ဆိုတဲ့အတိပေးကတော့ face ပေါ့နော်။မျက်နှာရွှဲသွားတယ်။နောက်ပြီးတော့ကျွန်တော် A ကကျတော့ M ပေါ့။ဒီခြေတစ်ချောင်းလက်တစ်ချောင်းဒါမှမဟုတ်လို့ရှိရင်ခြေတစ်ဖက်လက်တစ်ဖက်အဲလေးသွားတယ်မလုံနိုင်တော့ဘူး။နောက်တစ်ခုကကျတော့ S ကကြတော့ speech ပေါ့နော်ကျွန်တော်စကားပြောတဲ့နေရာမှာလေးလာတယ်ရှာလေးွားတယ်အတန်မထွက်တော့ဘူးအဲ့လိုဟာမျိုးတွေဖြစ်လာတယ်ဆိုလို့ရှိရင်ကျွန်တော်နောက်ဆုံး D ကတော့ကျွန်တော်အချိန်မစွဲပဲ time ပေါ့နော်အချိန်မစွဲပဲနဲ့စေးရုံချက်ချင်းသွားရမယ်အဲ့ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ကဒီ FASD ကိုကျွန်တော်မှတ်ထားဖို့လိုတယ်အဲ့လိုလက္ခဏာတွေဖြစ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့အချိန်ကိုကျွန်တော်တို့အနေနဲ့လုံလေးရှိတဲ့ဟာမျိုးတွေပေါ့နော်ကျွန်တော်တို့ဒီနှိပ်တာတို့အဲနောက်ပြီးတော့ကျွန်တော်လက်ထိပ်တွေသွေးဖောက်တာတို့အဲ့လိုဟာမျိုးတွေနဲ့အချိန်မစွဲပဲနဲ့ကျွန်တော်တို့ဒီစေးရုံစေးကံကိုအမြန်ဆုံးသွားရမယ်ပေါ့နော်ကျွန်တော်ဒီ ရန်ကုန်မန္တလေးနေပြီးတော့စတဲ့မြို့ကြီးတွေမှာရှိတဲ့နေထိုင်တဲ့လူတွေကတော့ကျွန်တော်နေနေရဒီလေဖြတ်ကုသတဲ့ဌာနပေါ့နော် stroke center ရှိတဲ့ဆေးရုံကိုတက်ရိုက်သွားတာတော့အကောင်းဆုံးပါပဲဗျာ ကျွန်တော်လီဖြတ်တယ်ဆိုတာမှာပေါ့เนาะပြောရလို့ရှိရင်တော့ကျွန်တော်အကျန်းအဖြစ်ဆိုလို့ရှိရင်တော့အဓိကနှစ်ခုခွဲထားတယ်ကျွန်တော်တို့အနေနဲ့ကဒီ ICH လို့ခေါ်တဲ့ကျွန်တော်တို့ဒီလေသွေးကြောပေါက်တာပေါ့เนาะ hemorrhage stroke လို့ခေါ်တဲ့သွေးကြောပေါက်တာ ਨੇ ကျွန်တော်တို့ဒီ ischemic stroke လို့ခေါ်တဲ့ဒီကျွန်တော်တို့သွေးကြောပိတ်တာဆိုပြီးအဓိကနှစ်မျိုးခွဲထားတယ်ပေါ့เนาะသွေးကြောပေါက်တယ်ဆိုတာဒီ hemorrhage stroke ကတော့သွေးကြောပေါက်သွားပြီးတော့ကျတော့ထဲထဲကသွေးတွေထွက်လာတယ်ပြီးရင်သွေးခဲကြီးဖြစ်သွားပြီးတော့ကျတော့အုံနောက်သားကိုပြီးတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီလေဖြတ်တဲ့လက္ခဏာတွေဖြစ်လာတာပေါ့เนาะအဲ့လိုမျိုးပဲ သွေးကြောပိတ်တာမှာလေကျွန်တော်တို့ကဒီအဲသွေးကြောထဲမှာသွေးခဲပိတ်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့သွေးကြောကထောက်ပံ့ထားတဲ့အုံနောက်ကအထိကိုက်သွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်လေဖြတ်လက္ခဏာတွေဖြစ်လာတယ်အဲ့တော့ကြောင့်လေဖြတ်လက္ခဏာဖြစ်လာတာ ਨੇ ကျွန်တော်တို့ကသွေးကြောပေါက်တာလားပိတ်တာလားမသိဘူးပေါ့နော်အဲ့တော့သိဖို့ကတော့ကျွန်တော်တို့ကဒီကွန်ပျူတာတက်မှန် CT scan ရိုက်ခြင်းအဖြစ်တော့သွေးကြောပေါက်တာနဲ့ပိတ်တာနေကကွဲတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီနေနဲ့ကဈေးဝင်ကိုချက်ချင်းသွားဖို့ဆိုတာကျွန်တော် CT scan ရိုက်ပြီးတော့မှကုသမှုကလည်းတစ်ခုနဲ့တစ်ခုကမတူဘူးသွေးကြောပေါက်တဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့က အာသွေးတိတ်စီတွေပေးရတယ်ပြီးလို့ရှိရင်သွေးခဲပမာဏပေါ်မူတည်ပြီးတော့လိုအပ်လို့ရှိရင်ခွဲစိတ်ကုသမှုကိုခံယူရတာပေါ့နော်သွေးကြောပိတ်တဲ့ဟာကတော့ကျွန်တော်တို့ကသွေးမခဲစီတွေသွေးခဲပျော်စီတွေပေးရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကုသမှုကလည်းအဲလုံးဝကွာခြားတယ်ပေါ့နော်အဲဒါကြောင့်မလို့ကျွန်တော်စိတ်ကိုမြန်သွားကွန်ပျူတာတက်မှန်ရိုက်ရိုက်ပြီးတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီအချိန်၄နာရီဆိုတဲ့ဟာကတော့ကျွန်တော်တို့ကဒီ ွေးခဲတဲ့ဟာမျိုးမှာဆိုလို့ရှိရင်သူ့ရဲ့အဲကတ်တက်ထားတဲ့ criteria တွေဝင်တဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့အခုဆိုရင်ကျွန်တော်တို့စီမှာအာတွေးခဲဖြော်စီပေးလို့ရတယ်အဲ့တော့၄နိုင်အတွင်းရောက်ပြီဆိုလို့ရှိရင် criteria လည်းဝင်တယ်ဆိုလို့ရှိရင်ကျွန်တော်တွေးခဲဖြော်စီပေးပြီလို့ရှိရင်ကျွန်တော်ကောင်းနိုင်ကြရအများကြီးရှိတာပေါ့နော်ဒါပေမဲ့တစ်ဖက်ကပြန်ပြောစရာရှိတာကြတော့ကျွန်တော်ဒီလေးဖြတ်ကူတာတဲ့ဌာနတွေမရှိဘူး stroke center မရှိတဲ့နေရာမျိုးမှာနေရတဲ့ကျွန်တော်လူတွေနောက်တစ်ခုကကြတော့ကျွန်တော်၄နိုင်ကြော်သွားပြီဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲဆိုလို့ရှိရင်ကြတော့လေကျွန်တော်တို့ဒါတွေးကျဲစေးပေါ့နော်ပေးပြီးကူတာလို့ရတယ် ပုံမှန်ကုသနေကြလမ်းစဉ်တွေရှိတဲ့အတွက်ကြောင့်မလို့စိတ်ပူစရာလည်းမလိုပါဘူးဗျ။လေဖြတ်တာကတော့ကျွန်တော်တို့ဒီသွေးကြောပြဿနာဖြစ်တဲ့အတွက်ကြောင့်မို့သွေးကြောနဲ့ဆိုင်တဲ့ယောဂါတွေမှန်သမျှကတော့လေဖြတ်စေနိုင်တယ်ပေါ့နော်ပြောရလို့ရှိရင်ကျွန်တော်တို့သွေးကြောပေါက်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့သွေးကြောတွေမှာ pressure များတဲ့သွေးတို့ယောဂါလိုဟာမျိုးဒီသွေးကြောတွေမကျန်းမာတဲ့ဟာမျိုးအဲ့လိုဟာမျိုးတွေဆိုသွေးကြောပေါက်နိုင်ခြင်းများတယ်နောက်တစ်ခုကကြတော့သွေးခဲပိတ်ဖို့ဆိုလို့ရှိရင်တော့ကျွန်တော်သွေးခဲနိုင်ခြင်းမြင့်တဲ့ ်တွေးပစ်တဲ့ယောဂါရှိတဲ့လူတွေစီးကျိုယောဂါရှိတဲ့လူတွေနောက်ပြီးတော့ကျတော့ကျွန်တော်တွေးခင်းနှုတ်မြင့်နေပေါ့နော်ကျွန်တော်နှလုံးယောဂါတော့နှလုံးခုန်နှုတ်မှန်မှန်တဲ့ယောဂါတွေမှာကျွန်တော်လေးဖြတ်နိုင်ချေများတယ်ဒါတွေကတော့ယောဂါတွေပဲကပြောတာပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီအရက်တို့အမွေးရစေတို့တုံးဆွဲတဲ့ခါမျိုးမှာဆိုလို့ရှိရင်တွေးပောင်ရုပ်တရက်စောက်တက်သွားတက်တဲ့ကြောင့်မလို့အဲ့လိုအမျိုးမှာဆိုလို့ရှိရင်ယောဂအခမ်းမရှိတဲ့လူငယ်လူရွယ်တွေမှာလေဖြတ်တယ်ဆိုလို့ရှိရင်တော့ဒီလိုအရာတွေတုံးဆွဲလို့လည်းဖြစ်ဖို့များတယ်ပေါ့နော် လေဖြတ်တာကတော့ကျွန်တော်တို့ဒီဖြစ်ရတဲ့အကြောင်းရင်းတွေကိုဟိုကျွန်တော်တို့ဟိုမဖြစ်အောင်ကာဝယ်ရမှာပေါ့နော်အဲ့တော့ကြတော့လေဖြတ်တဲ့ဆိုတာကသွေးကြောပြဿနာဖြစ်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ရှေ့မှာဆွေးနွေးသွားသလိုပဲသွေးတို့ယောဂါစီးကြိုယောဂါဒီသွေးပြစ်တဲ့ယောဂါအဝလွန်တဲ့ယောဂါနာတာရှည်ကြောက်ကဲ့ယောဂါစတဲ့ဒီသွေးပေါင်တရလွန်တက်လာနိုင်တဲ့ဟာတွေနောက်နှလုံးယောဂါတို့နှလုံးခုန်လုံးမမှန်နဲ့သွေးခင်းလုံးမြင့်တဲ့ယောဂါမျိုးတွေကိုကျွန်တော်တို့ဆရာဝန်ကိုသိချာပြသပြီးတော့ကျွန်တော်တို့ဒီစစ်စစ်ဆန်းသတ်မှုတွေခံယူပြီးသွေးသွေးချာချာကုသရမယ် အဲ့လိုကုသတဲ့အခါမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီအဲစိတ်မမှန်တောက်နေတယ်ဆိုတာနဲ့ပဲမရဘူးပေါ့နော်ကျွန်တော်တို့ဆရာဝန်ရဲ့ညွှန်ကြားချက်တွေမှန်တယ်မရအောင်အကုန်လိုက်နာရမယ်ပြီးရင်ရက်ချင်းတွေမမှန်ပြရမယ်ပေါ့နော်အဲ့လိုလုပ်ခြင်းအပြင်ကျွန်တော်တို့ကယောဂအခန်းတွေကို control ရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကလေပြတ်တာမဖြစ်ဘူးပေါ့နော်အဲစိတ်တောက်နေတယ်ဆရာဝန်ပြတယ်အဲ့လိုတွေမဟုတ်ဘဲနဲ့ကျွန်တော်တို့က lifestyle ကိုလည်းကျွန်တော်တို့ဂရုစိုက်ရမှာပေါ့နော် lifestyle ကကျွန်တော်တို့ကဒီနေစာပိုင်းမှာကျွန်တော်တို့အဲကြိုက်တာတွေစားတယ်လှုပ်ရှားမှုမရှိဘူးစိတ်ဖိစီးမှုများတယ်အဲ့ဒါတွေကြောင့်ကျွန်တော်တို့ကသွေးတိုးဆီးချိုယောဂတွေဖြစ်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ အဲအဲ့လိုယောဂတွေမဖြစ်သေးတဲ့လူတွေပဲဖြစ်ဖြစ်ဖြစ်နေပြီးသားလူတွေပဲဖြစ်ဖြစ်ကျွန်တော်တို့ lifestyle ကိုကျွန်တော်တို့အထူးဂရုစိုက်ရမယ်ပေါ့နော်အဲ့တော့ကြတော့ကျွန်တော်တို့ဒီသွေးတိုးအတွက်ပြောရလို့ရှိရင်ကျွန်တော်တို့အငံပေါ့နော်စားအချိုမုတ်အချိုမုတ်ဆိုတာမှလည်းကျွန်တော်တို့က ဒီနာမည်မျိုးမျိုးနဲ့လာကြတာပေါ့နော်အသားမို့တို့ဘာလို့ဘလို့ပဲလာလာပေါ့နော်အဟင်းကိုအရသာပို့ရှိတော်လို့တဲ့အမှန်တရားတော့အချိုးမို့ပဲပေါ့နော်အဲ့တော့အဲ့ဒါတွေကိုကျွန်တော်တို့ short စာရမယ်တတ်နိုင်တဲ့များရှောင်ရမယ်ပြီးပါလို့ရှိရင်ကျွန်တော်တို့အဒီငပိငချောင်းငံပြားကြီးပေါ့နော်စားတဲ့အငံတွေကိုရှောင်ရမယ်ပြီးရင်ဂစီတက်ကလည်းကျွန်တော်ဟိုခန္ဓာကိုယ်ကိုဒီအဝလွန်စေတဲ့အတွက်ကြောင့်မလို့ဂစီတက်ကဒီထမင်းတို့ကျွန်တော်ဆန်တို့ခောက်ဆွဲတို့ပါမုတ်တို့အဲ့လိုဟာမျိုးဂစီတက်တွေကို short စာမယ်စီအနေနဲ့ပြောမယ်ဆိုလို့ရှိရင် ကျွန်တော်တလိမ့်ဆန်ရရတဲ့အစီတွေစောင်းစီတွေစတာတွေကို short ပြီးစားမယ်ပေါ့နော်မသုံးတာတော့အကောင်းဆုံးပေါ့နော်အဲ့လိုဟာမျိုးတွေလုပ်မယ်အဲနောက်ဘာကြီးမမြန်စားလို့ရလဲဆိုတော့ကျတော့ကျွန်တော်ကဟင်းသီးရွက်နဲ့အသီးနှံတွေကျတော့ခန္ဓာကိုယ်အတွက်အကျိုးရှိတယ်အဲ့ဒါတွေမမြန်စားလို့ချင်းကျွန်တော်ဘိုက်ပြေပြီးတော့ဒီတခြားသေးစားတို့ဘာလို့အဲ့လိုဟာတွေထပ်ပြီးစားတော့မှမဟုတ်တဲ့အတွက်ကြောင့်မလို့ဟင်းသီးရွက်နဲ့အသီးနှံတွေကတော့မမြန်စားပြရမယ်ဒီနေ့ကိုရေ2လီတာပုံမှန်တောက်အောင်မယ် တော့ကျွန်တော်တို့ဒီအုံနောက်ကျမ်းမာရေးတာမကဘူးကျွန်တော်တကူလုံးရဲ့ကျမ်းမာရေးအတွက်ကလည်းဒီကောင်းစွာအနာယူတာအရေးကြီးပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အဲ့ချိန်မှန်မှန်နဲ့အဲအေးအေးဝါးဝါးပေါ့နော်တနေ့ကို9နာရီ10နာရီလောက်အဲ့အဲ့ချိန်ကလည်းမှန်မယ်အဲ့လိုအေးရမယ်ပြီးတော့ကိုလည်းလှုပ်ရှားမှုမှန်မှန်လုပ်ရမှာပေါ့ကျွန်တော်ရုပ်တရက်ကြီးလေ့ကျင့်ခန်းအပြင်းထန်လောက်တာမျိုးမဟုတ်ဘဲနဲ့နေ့စဉ်နေ့တိုင်းကိုကျွန်တော်မိနစ်20နာရီခွဲလောက်ချွေးတင်းတလေးထွက်လာပြုံပေါ့နော်ချွေးဆိုးရုံတော့လမ်းတွတ်တွတ်လျှောက်တာမျိုးအဲ့လိုဟာမျိုးတွေကျွန်တော်လုပ်ပေးမယ်ဆိုလို့ရှိရင်တော့ ျွန်တော်တို့ကဒီယောဂါတွေဟိုအများကြီးကာဝယ်နိုင်တာပေါ့နော်တကယ်လို့ယောဂါဖြစ်ပြီးသားဆိုလို့ရှိရင်လည်းဒီလိုဟာတွေလုပ်လို့ရှိရင်ကျွန်တော်စေးတောက်နေုံနဲ့စေးတောက်နေတာကိုပဲကျွန်တော်တို့ကထပ်ပြီးတော့အကူအညီပေးနိုင်ပါတယ်ဗျာလေပြတ်တယ်ဆိုတာကတော့ကျွန်တော်တို့ကဒီယောဂအခန်းတွေကိုသိချာမကူဘူး။နောက်ပြီးတော့ကြတော့ဒီအဲယောဂအခန်းတွေရှိနေတာကိုမသိဘူးပေါ့နော်။အဲ့လိုမျိုးဆိုလို့ရှိရင်အချိန်ပြည့်ဖြစ်နိုင်တယ်။ဒါပေမဲ့ဆောင်းတွင်းမှာတော့လေရပြတ်တဲ့ဟာလေးကတော့ နည်းနည်းပိုများတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့အေးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကရေမငတ်ဘူးဆိုတော့ကျွန်တော်ရေတောက်တာနေသွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တမန်ကျမ်းမာတဲ့လူငယ်လူရွယ်တွေအနေနဲ့ကတော့မသိတာပဲမယ်ယောဂအသွေးပစ်တဲ့ယောဂခံရှိတဲ့လူတွေမှာတော့ကျွန်တော်တို့ဒီရေတက်နေသွားတာရေတက်ခန်းချောက်သွားတဲ့ဟာဘာဖြစ်လဲဆိုတော့သွေးပစ်တာကိုပိုဆိုးစေတဲ့အတွက်ကြောင့်မလို့သွေးခင်းတော့ပိုမြင့်နေပေါ့နော်အဲ့ဒါအပြင်ကိုကျွန်တော်တို့ကပြောရင်တော့အဆောင်နှောင်းရောက်လမ်းလျှောက်တယ်ကိုလည်းလှုပ်ရှားလှုပ်တယ်ဆိုတာ ဒီဒီရုပ်ရှင်တွေ TV တွေထဲမှာပဲပါတာဗောနော်တကယ်တမ်းကတော့ကျွန်တော်တို့အပြစ်မှာဆိုလို့ရှိရင်ဆောင်းနှင်းရအောင်ကွေးကြတာပဲဗောနော်အိတ်နေကြတာပဲအဲ့တော့ကိုယ်လည်းလှုပ်ရှားမှုမရှိဘူးပြီးရင်ဆောင်းနှင်းဆိုရင်စားလို့တောက်လို့ပိုကောင်းတယ်အဲ့တော့ကြတော့ကျွန်တော်ပိုစားတယ်ဗောနော်အဲ့တော့လှုပ်ရှားမှုမရှိဘူးပိုစားတယ်အဲ့နှစ်ခုပေါင်းလိုက်လို့ရှိရင်ကျွန်တော်တို့ကကိုယ်လေးချိန်ဒိုးလာတယ်ငကိုရေကမှအဝလွန်ရတဲ့ကြတယ်ကိုယ်လေးချိန်မှဒိုးပြီဆိုတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီတွေးတိုးတွေထိမ့်မရတော့ဘူးအဲ့ရစီဂျိုတွေးတိုးစီဂျိုတွေထိမ့်မရတာတွေလေးဖြစ်နိုင်ကြီးပုံမြင့်တယ်ဗော ောက်တစ်ခုကတော့ဆောင်းနှင်းဆိုအေးတာအကြောင်းပြပြီးကျွန်တော်ရက်တောက်တာပေါ့နော်အဲ့တော့အရက်လွန်ကျွန်တော်တောင်းနေရလဲတွေးကြော်တွေပေါက်စီတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဆောင်းနှင်းမှာလေဖြတ်ရတာပုံများရခြင်းဖြစ်ပါတယ်ဗျာလေတခါဖြတ်ပြီးသားလူကပေါ့နော်ငကူတဲ့ကကျွန်တော်တို့ကဒီလေဖြတ်ပြီးဆိုလို့ရှိရင်တော့ယောဂအခန်းနေရှိတယ်ဒီအဲအဲ့တော့ကြာတော့ယောဂအခန်းတွေတေချာမကူဘူးအဲ့လိုလူတွေပဲဖြစ်တာများတော့ကြာတော့အဲ့ဒီတိုင်းဆက်နေသွားမယ်ဆိုလို့ရှိရင်ကျွန်တော်နောက်တခါ ထပ်ဖြစ်ဖို့အရာကိန်းတော့များတယ်ပေါ့နော်ပြောရင်20ရာခိုင်နှုန်းအထိရှိတယ်ဆိုတော့ကြတော့ကျွန်တော်လူရေလေဖြတ်တဲ့လူရေ9ရောက်မှ1ရောက်ကဒုတိယတစ်ချိန်လေထပ်ဖြတ်နိုင်ကြီးမြင်းတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကကျွန်တော်ရှေ့မှာဆွေးနွေးသွားသလိုပဲကျွန်တော်တို့ဒီသွေးတိုးစည်းကြိုးနှလုံးယောဂါစားတဲ့ယောဂါတွေဟိုဟိုတေချာကုမယ်အဲ့ဒါပြင်ကျွန်တော်လေးတစ်ခေါက်ဖြတ်ပြီးပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တက်ဆိုင်နဲ့ပေးထားတဲ့ဆရာဝန်တွေပေးထားတဲ့ဈေးကိုကျွန်တော်မှတ်မှန်ပထမအရေးကြီးဆုံးကမှတ်မှန်တောက်အောင်ပါပေါ့နော် တော့နောက်တစ်ခုကတော့ဈေးမှန်မှန်တောက်နေတာ ਨੇ ပဲကျွန်တော်မရဘူးကျွန်တော် lifestyle changes တွေရှေ့မှာကျွန်တော်ဆွေးနွေးသွားတယ်အဲ့ဒါတွေကိုလည်းကျွန်တော်တို့တိတိကျကျလိုက်နာမယ်ဆရာဝန်နဲ့ရချင်းမှန်မှန်ပြမယ်လိုအပ်တဲ့သွေးတွေမှန်မှန်စစ်မယ်အဲ့လိုမျိုးတွေဆိုလို့ရှိရင်တော့ကျွန်တော်တို့နောက်တစ်ခါဖြစ်မဲ့ရာခိုင်နှုန်းကိုအများကြီး short ချနိုင်ပါတယ် ကဒီ wall stroke တွေ things ပေါ့နော်ကျွန်တော်လေးဖြတ်ယောဂာနေ့အတွက်အဲကျွန်တော်တို့ကတော့ every minute counts ဆိုပြီးတော့ကျွန်တော်တို့ဒီတက်မှတ်ထားတယ်ပေါ့နော်ကျွန်တော်တို့အချိန်တိုင်းအရေးကြီးတယ်အဲဒါကြောင့်မလို့ကျွန်တော်တို့အချိန်မစွဲနဲ့လက္ခဏာတွေပေါ်လာပြီဆိုတော့ ਨੇ စိတ်ဝင်စားခံချက်ချင်းလာပေါ့နော်ကျွန်တော်ဟိုအချိန်မှာကျွန်တော်ဆွေးနွေးသွားတယ်လို့ပဲကျွန်တော်တို့အခု FAST ကိုကျွန်တော်စိတ်ထဲမှာအမြဲလုံးဝဆွဲထားရမယ်လက္ခဏာတွေပေါ်လာပြီ face အဲမျက်နှာရွှဲသွားတယ်အဲနောက်ပြီးတော့ကျတော့လက်တွေခြေတွေအားနေသွားတယ် and as guy speech ကျွန်တော်တို့စကားပြောတာကြီးလေးသွားတယ်ရှာလေးဝါးကြီးဆိုလို့ရှိရင်လုံးဝအချိန်မဆွဲဘဲနဲ့ကျွန်တော်တို့ဈေးုံဈေးကန်ရောက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့စောစည်းစွာကူတာနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနောက်ဆက်တွဲဆိုးကျိုးတွေမဖြစ်ဘဲနဲ့ကျွန်တော်တို့အမြန်ဆုံးနေပြန်ကောင်းနိုင်နိုင်ဆိုတဲ့အကြောင်းပြောချင်ရင်အားလုံးပဲကျေးဇူးတင်ပါတယ်